အမေနောက်အိမ်အောင်ပြုတ်သွားရင်ပထမအိမ်အောင်ရဲ့သားသမီးတွေကအမွေတောင်းပိုင်ခွင့်ရှိပါသလားအားလုံးပဲမင်္ဂလာပါကျွန်မကတော့ LLP Group မြန်မာ Law Fan ကတရားလို့တော်ရှင်းနေဒေါ်ချစ်ချစ်ဆန်ဖြစ်ပါတယ်ကျွန်မတို့ Law Fan အနေနဲ့အများပြည်သူတွေတည်ထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးမျှဝေရရှိပါတယ် ဒီနေ့ကျမဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာလေးကကျမတို့ဗီဒီယိုလေးတွေရဲ့အောက်မှာမိခွန်းလေးတွေမေးမြန်းနေကြတာလေးရှိပါတယ်။အဲ့ဒီမိခွန်းလေးတွေထဲကတစ်ခုကအမေနောက်အိမ်အောင် ပြုတ်သွားရင်ပထမအိမ်အောင်ရဲ့သားသမီးတွေကအမွေတောင်းပိုင်ခွင့်ရှိလားဆိုတဲ့မိခွန်းလေးတစ်ခုမေးမြန်းထားတာရှိလို့ဒီဗီဒီယိုလေးကိုဆွေးနွေးပေးရခြင်းဖြစ်ပါတယ်။အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဒီနေရာမှာတစ်ခုစီစစ်ရမှာကအမေကနောက်အိမ်အောင်ပြုတ်တာက သူ့ရဲ့ပထမအိမ်နောင်ဖခင်ဖြစ်တဲ့သူနဲ့တရားဝင်ကွာရှင်းပြက်ဆဲပြီးလို့နောက်အိမ်နောင်ပြူလာလားဒါမှမဟုတ်ဖခင်ဖြစ်တဲ့သူကတေဆုံးသွားပြီးတဲ့နောက်မှာမှအမေကနောက်အိမ်နောင်ပြူလာလားဆိုတဲ့အချက်ကိုစစ်ဆေးရမှာဖြစ်ပါတယ်အဖေနဲ့အမေကတရားဝင်ကွာရှင်းပြက်ဆဲပြီးလို့အမေကနောက်အိမ်နောင်ပြူလာမျိုးဆိုရင်တော့သူတို့နှစ်ဦးပိုက်ဆိုင်တဲ့ပစ္စည်းကိုသူတို့နှစ်ဦးကသာခွဲဝေယူရမှာဖြစ်ပြီးတော့သားသမီးတွေနဲ့တတ်ဆိုင်မှုမရှိတာဖြစ်တဲ့အတွက်အမေနောက်အိမ်နောင်ပြူတဲ့အချိန်မှာသားသမီးတွေက အမွေတောင်းပိုင်ခွင့်မရှိပါဘူး။ဒါပေမဲ့အဖေသေဆုံးပြီးတော့အမေကနောက်အိမ်အောင်ပြူတာမျိုးဆိုရင်တော့ပထမအိမ်အောင်ကသားသမီးတွေကမိခင်ထံကနေအမွေတောင်းခံခွင့်ရှိလားဆိုရင်တော့ရှိတယ်လို့ပဲကျွန်မအကြံဉာဏ်လေးဆွေးနွေးပေးလိုက်ပါရစေ။နောက်တစ်ပိုင်းမှာတော့ကျွန်မသက်ဆိုင်ရာခေါင်းစဉ်လေးလိုက်ဆက်ပြီးတော့ဆွေးနွေးပေးသွားပါဦးမယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရစေ။